။ပရီးမီယာလိဂ်ပြိုင်ပွဲကြီးကတော့ပိတ်သက်တွေကိုလက်ပြနှုတ်ဆက်ရတော့မှာပဲဖြစ်ပါတယ်။ဒီနေ့ကစားမယ့်ဒီပရီးမီယာလိဂ်ယာလီတိန်းနောက်ဆုံးပွဲစဉ်တွေကိုချက်ကြည့်လိုက်တဲ့အခါမှာချန်ပီယံလိဂ်ဝင်ွေးအတွက်ပေါ့နော်အဓိကကျူးစားရမယ့်ပွဲတွေပွဲစဉ်တွေဒီစားအသေးလေးကစားမယ့်ပွဲစဉ်တွေကပို့ပြီးတော့ကျွန်တော်ပရိသတ်စိတ်ဝင်စားမှုများများအောင်ရရှိနေပါတယ်။ကျွန်တော်ဥပမာပြောရမယ်ဆိုရင်ဒီလီဗာပူးနဲ့ခရစ်စတယ်ဘဲလေးပွဲစဉ်တွေ၊ဆောက်တန်နဲ့အာဆင်နယ်ပွဲစဉ်တွေဒီပွဲစဉ်တွေကတော့ ဒီအပင်းကြီးတွေပွဲစဉ်တွေဆိုပေမဲ့ရာသီပိုင်းဆိုင်ရာရအရေးပါတော့ဘူးအဲ့ဒီပွဲစဉ်တွေကစားရတော့ဒီချန်ပီယံလေးဝင်ဝင်အတွက်အဓိကဖြေရှာရမယ့်ပွဲစဉ်တွေကပေါ့နော်ပြည်သက်အဆင့်ဝင်လာမှုတော်တော်လေးကိုရရှိနေပါတယ်ဒီအဆင့်တုံးနေရာနေစပြီးပြောရပါလိမ့်မယ်တော့အဆင့်၃နေရာမန်စီးဒီအဆင့်၄နေရာမှာကျွန်တော်နယူကာဆယ်အဆင့်၅နေရာမှာချယ်ဆီဒီ၃နေရာကျွန်တော်တို့ဒီချန်ပီယံလေးဝင်ဝင်နေရာမှာလက်ရှိရောက်နေတယ်ဆိုပေမဲ့သူတို့၃နေရာလုံးဝမတူတာလေးပါဘူး နံပါတ်3နေရာအစပြီးကြောမယ်ဒီမှစီးရင်မတင်ရတော့ဒီရမပိုင်းဆိုင်ရမှာပေါ့နော်ဒီနောက်ဆုံးပွဲမှာခုနကဟိုဒီတင်းကြီးတမတ်ရဖို့အနည်းဆုံးလိုအပ်နေပါလေခုကဒီဒီမှာမစီးရင်ပြင်ရသွားကြတာအနည်းဆုံးဒီတမတ်ရမှာချင်နေလို့ဒီနေရာမှာဖြစ်ပါတယ်ဟိုအစင်4နေရာဒီဥပဆယ်ကိုကြည့်မယ်ဆိုရင်လည်းသူက66မှရတာဒီပဲဒီရှေ့ပွဲတော့ဟာကျွန်တော်တို့အာဆင်နယ်ဒီကိုရှုံးနေတာတဲ့အတွက်ပေါ့နော်ဒီနောက်ဆုံးပွဲတွေမှာ ဒီ Everton အတင်းကိုမပြစ်မနေနိုင်ကစားမှာဖြစ်ပါတယ်เนาะတကယ်လို့အနိုင်မကစားနိုင်နဲ့တော့တခြားအသင်းရဲ့ရလက်တွေကိုပြန်လဲပြီးတော့စောင့်ကြည့်အောင်ဖြစ်ပါတယ်အဲဒီနေ့ညမှာပေါ့เนาะတကယ်ကို Champion League ဝင်ွေးအတွက်ဘိုးလူပွဲလိုမျိုးအရေးပါဆုံးပွဲစဉ်တစ်ပွဲလာတော့ Nottingham Forest အတင်းနဲ့ Chelsea အတင်းဖြစ်ပါတယ်เนาะ Nottingham Forest အတင်းကတရားစီလုံးကောင်းလာခဲ့ပြီးမှ ဒီအရင်တိုင်းငယ်ကဘောတော့ရက်လက်ပြီးဆိုးသွားပြီးတော့လက်ရှိမှာအဆင်ကြီးနည်းနည်းပြန်လေးကြာဆင်းနေတယ်။ဒါပေမဲ့ဒီနောက်ဆုံးပွဲစဉ်မှာအိမ်ဝင်းမှာဘောတော့ချက်စီးပြင်းကိုလက်ခံကစားရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကိုဒါချက်စီးကိုအနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်တော့တင်ဟန်ဖောရက်အတွက်လည်းဒီလာမယ့်ရာသီချန်ပီယံရဲ့ဝင်ခွင့်ပြောင်းလဲချက်ဒီမှလည်းရှိနေတယ်ပါ။ဟောတစ်ပတ်ကချက်စီးအတင်းအားလည်းဒီ သူကလက်ရှိမှာအဆင့်၅နေရာမှာ66မှတ်နဲ့ရပ်တည်နေတယ်ဆိုပေမဲ့ဒီဘွဲကိုရှုံးသွားပြန်လို့ရှိရင်ဒီအဆင့်၅နေရာနဲ့ကျဆင်းသွားနိုင်မှာလေဆိုတော့ Chelsea ကလည်းဘဝင်းကမှာ forward ကိုလုံးဝအရှုံးခံလို့မဖြစ်ပါဘူး။သူကလည်းမဖြစ်မနေအနိုင်ကစားမှဖြစ်ပါတယ်။တကယ်လို့တော့ Nottingham Forest နဲ့ Chelsea ဘွဲကစည်ရင်နဲ့ပြီးသွားမယ်ဆိုလို့ရှိရင် Champions League ဝင်ခွင့်ပဲပျော်ရွှင်ချက်ရှိနေသေးတာတော့စင်းချောင်းနေတာက Aston Villa ပဲဖြစ်ပါတယ်။ Aston Villa ကလည်းဆိုတော့ Chelsea တို့ဒီ Newcastle တို့ဒီမျိုးပဲဒီ ဂျမတ်က66မှတ်ရတာပေါ့နော်ဒီတရားပြုံးလဲဒီပုံစံကောင်းကြီးပြတ်တာလည်းဒီမြတ်နိုင်ချန်ပီယံကိုချန်ပီယံလို့ဆိုလဲ quarter final ဒီတလန်းသားနိုင်ခဲ့တယ်ပေါ့နော်ဒီအစ်တိုဒူလာကမန်ချက်စတာယူနိုက်တက်ရဲ့ပြင်ဝင်ဥပဒေပုံမှာပေါ့နော်တွားရကစားရမယ်တကယ်လို့ကျွန်တော်ကပြောခဲ့သလိုပဲ foreign နဲ့ Chelsea တင်ကြပြီးတော့ဒီသူတို့ဒီလာတို့ကဒီမန်ယူနိုက်တက်ဆိုရင်ဒီလာကလည်းချန်ပီယံလို့ဝင်ရပါမှာဖြစ်ပါတယ်ဆိုတော့ဒီအရမ်းမှာ လက်ဒီပရီးမီးယားလိဘောနော် top 5ဒီပေါ်၅သင်းကချန်ပီယံလိဝင်ဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်သင်းတွေကဝင်ဝင်ရသွားမလဲဆိုတာဒီနောက်ဆုံးပွဲစဉ်တွေကလုံးဝအောင်ဆုံးဖြတ်ပြီးသွားတာဖြစ်ပါတယ်အဲသူကဒီပီမီယာလိဆေးဝင်တော့ဟာဒီပြိုင်နဲ့တည်းမှာကစားမှာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ဒီ body မောင်းလေးဆောက်လာရည်နဲ့ brother အိမ်ဆိုလေဒီပွဲစဉ်တွေတော်တော်လေးကိုဟောဒီညင်ရင်နဲ့ဥဖို့ပြီးတော့စဉ်းစားပြီးတော့နော်တောင်းလို့ရမယ့်ပွဲစဉ်တွေကိုကျွန်တော်ကတော့ ်ယူဆပါတယ်ဘောလုံးပွဲတွေကိုစိတ်ပါဝင်လာလို့အကောင့်ဖွင့်ပြီးစော်ကစားနေတယ်ဆိုလို့ရှိရင်တော့ဒီ control 268084ဆိုတဲ့ Viber ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့အကောင့်ဖွင့်စော်ကစားလို့ရပါတယ်ညမငွေနဲ့ရောထိုင်းဘတ်ငွေမျိုးစော်လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်